။ပါဠိစောပါဒီကနေ့ဧပြီလ18ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအင်မြခိုင်ကတင်ဆက်ပေးသွားမှာပါ။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ EA တပ်ဖွဲ့ဝင်တွေလို့ဆိုကာအာစာကရုတ်တံထုတ်လွှင့်ပြီးတပ်ဖြတ်ခဲ့သူ၄ယောက်ဟာခမီးကြီးရွာသားတွေဖြစ်တယ်လို့မိသားစုဝင်တွေကအခိုင်အမာပြောဆိုတဲ့သတင်းမကွေးတိုင်းမင်းတုံးမြို့မှာရခိုင်အမျိုးသား၂ယောက်ပါအဝင်အရက်သား၄ယောက်ဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းနဲ့ ကြောက်ဖြူမျိုးအနီးပိုင်ဝင်ခြင်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်သားတွေလက်နက်ရှအညံ့ခံမှုတွေရှိနေတဲ့ဆိုတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။အာရခတတော် AA တပ်ဖွဲ့ဝင်တွေလို့ဆိုပြီးအကြံဖက်အဖွဲ့အာစာကရုတ်တံထုတ်လွှင့်ကတပ်ဖြတ်ခဲ့သူ၄ယောက်ဟာ AA တပ်ဖွဲ့ဝင်တွေမဟုတ်ဘဲခမီးကြီးရွာသားတွေသာဖြစ်တယ်လို့မိသားစုဝင်တွေကနိုရီစရာသတင်းဌာနကိုအခိုင်အမာပြောဆိုကြပါရစေ။ တာမန်မသိတဲ့လူတွေက အာစာအကြံဖတ်အခွဲကဖန်စီလာတာအေးအေးလို့ထင်ခဲ့ကြပေမဲ့တေရှာကြည့်လိုက်တော့ကျွန်တော်သားမောင်သားအေးကျော်ကိုမှတ်မိတယ်လို့ဂုတ်ပီခမိကြီးဝါကအသက်ခံရတဲ့မောင်သားအေးကျော်ရဲ့ဖခင်ဦးကျော်သားဦးကပြောဆိုပါရယ်အာစာအကြံဖတ်အခွဲဟာဧပြီလ၄ရက်နေ့က2မိနစ်ကြာကြာ ရုပ်သံတစ်ခုကိုအွန်လိုင်းပေါ်မှာထုတ်လွှင့်ခဲ့ပါရယ်အဲဒီရုပ်သံဗီဒီယိုအထဲမှာအာစာနဲ့အေးနှစ်ဖက်အပြန်အလှန်ပြစ်ခတ်တာမျိုးတွေဖန်တီးထားတဲ့ရိုက်ကူးထားတဲ့ရုပ်သံဖိုင်နဲ့အတူ စစ်သုံးပစ္စည်း equipment လွှဲထားတဲ့ခမီးအမျိုးသား၄ယောက်ကို EA တပ်ဖွဲ့ဝင်တွေလို့ဆိုပြီးထုတ်လင်းပြသခဲ့တာပါ။အဲ့ဒီရုတ်တံဖိုင်ကိုအဲ့ဒီခမီးလူမျိုး၄ယောက်ကိုတပ်ဖြတ်ပြီး၅ရက်လောက်အကြာမှာအာဆာအကြံဖတ်အဖွဲ့ကထုတ်လင်းလာခဲ့တာဖြစ်ပါတယ်။မကွေးတိုင်းဒေသကြီးမင်းတုံမြို့နယ်မှာရခိုင်မျိုးသား၂ယောက်အပါအဝင် အရက်သား၄ယောက်ဖမ်းဆီးခံရတယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူတွေကတော့ရခိုင်ပြည်အမ်းမြို့နယ်တိုင်းကြီးကြီးရွာကကိုမောင်စန်းသေးကိုခင်မောင်ရှိုးနဲ့ မကွေးတိုင်းမင်းဘူးမြို့နယ်ကကိုအီမင်းထွန်းနဲ့ကိုကိုကြီးတို့ဖြစ်ကြပါရယ်မင်းတုံမြို့အဝင်အနီးကန်တုတ်စစ်စီရေးဂိမ်းမှာဧပြီလ14ရက်နေ့နေ့လယ်ပိုင်းမှာသူတို့တည်ယူလာတဲ့ကုန်ပစ္စည်းတွေနဲ့အတူစစ်ကောင်စီကဖမ်းဆီးလိုက်တာဖြစ်တယ်လို့မင်းတုံဒေသခံတယောက်ကနရင်စရာကိုပြောပါရယ်ဖမ်းဆီးခံရသူတွေမှာတောက်ဆေးထိုးဆေးတွေပါလာခဲ့ပြီးအဲ့ဒီဂိမ်းမှာစောင့်နေတဲ့စစ်သားတွေကဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါရယ်အဲ့ဒီကုန်ပစ္စည်းတွေဟာအမ်းမြို့နယ်ဘက်ကိုပို့မဲ့ကုန်ပစ္စည်းတွေဖြစ်လို့စစ်ကောင်စီက ပစ္စည်းနဲ့လူတွေကိုဖမ်းဆီးလိုက်တာလို့ပတန်းဒေသခံတယောက်ကနရီစရာကိုပြောပါရယ်။ကြောက်ဖြူမျိုးအနီမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်သားတွေလက်နက်ရှအညက်ခံနာတွေရှိနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါရယ်။ကြောက်ဖြူမျိုးပြင်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်32ရေးတက်ရေးအနီမှာအရခတ်တတော်အေအေနဲ့စစ်ကောင်စီတို့အကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီကဒရုန်းတွေစက်တပ်လေတီးတွေနဲ့တာမကနေပြည်တော်ကပါလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေကိုပြုလုပ်နေတယ်လို့ ဒေသရင်းစီရေးတရင်ရင်းမြစ်တွေစီကလည်းသိရပါဗျ။အခုတိုက်ပွဲအတွင်းမှာစစ်ကောင်စီဖက်ကအထိနာနေတဲ့အတွက်ကြောင့်စစ်ကောင်စီကဒရုန်းစက်တပ်လေးထီးတွေနဲ့တာမကနေပြည်တော်ကနေလည်းလက်နက်ကြီးတွေအဆက်မပြတ်ပစ်ခတ်မှုတွေကိုပြုလုပ်နေတယ်လို့ကြောက်ဖြူဒေသခံအမျိုးသားတယောက်ကနရင်းစရာတရင်ဌာနကိုပြောပါဗျ။ကျပ်ပြမျိုးနဲ့အမှတ်32ရေတက်ရင်အနေအနာမှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတချို့ AAC မှာလက်နက်ရှအလင်းဝင်တာတွေရှိနေတယ်လို့လဲဆိုပါရယ် ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပြည်ရေးသတင်းတပုတ်အနေနဲ့ကတော့ဧပြီလ18ရက်နေ့အထိမြန်မာနိုင်ငံတဝမ်းမှာငလျင်ကြောက်တည်ဆုံခဲ့ရသူ3668ယောက်ရှိပြီးထိခိုက်ဒဏ်ရာရရှိသူ4824ယောက်နဲ့ပျောက်ဆုံးသူ129ယောက်ရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ် အခုစရင်ဟာမက်ရှလာ28ရဲ့နေကပြင်းအား9.8ရစ်ရှ်စတာစကေးရှိတဲ့စကိုင်းငလျင်ကြောင့်ပြင်းနေတဲ့တိုင်းဒေသကြီး6ခုမှာဧပြီလ18ရက်နေ့အထိထိခိုက်သေဆုံးသွားတဲ့စရင်ဖြစ်တယ်လို့ဆိုပါရယ်မက်လာ28ရက်နေ့ကနေဧပြီလ18ရက်နေ့မနက်အထိငလျင်အကျဉ်းရေပေါင်း142ကျင်းလှုပ်ခတ်ခဲ့တယ်လို့မိုးဇလာကထုတ်ပြန်ထားပါရယ်မိုးလေဝသနဲ့ဇလာဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါရယ်ဒီကနေ့မနက်အာယုံတက်ရှင်ကလည်း မန္တလေးမြို့ရဲ့အနောက်အနောက်မြောက်ဘက်၄မိုင်အကွာ အနက်ပေ၁၁ကီလိုမီတာကိုဗဟိုပြုပြီး register scale သုံးတမောက်ကိုအင်အားရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့လဲမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့၁၉၈၁ခုနှစ် ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးတပ်ဖွဲ့အတွင်းလူမျိုးတုံးတပ်ဖြတ်မှုအပေါ်တရားဝင်တောင်းပန်ဖို့နဲ့ရော့ချင်းငွေအမေရိကန်ဒေါ်လာ၄ဒသမ၅ဘီလီယံပေးဖို့ဘင်္ဂလားဒေ့ရှ်ကပါကစ္စတန်ကိုတောင်းဆိုလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်ကိုအလေးအပတ်ရောက်ရှိနေတဲ့ပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးနဲ့ဒါကာမြို့မှာတွေ့ဆုံပြီးတဲ့နောက်အချင်းရှုပ်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနအတွင်းဝင်က အခုလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့တာပါ။ ါကစ္စတန်နိုင်ငံဂျာယေးဝင်ကြီးနဲ့ကြော်တာပတင်းနဲ့ဓာကာမှာတွေ့ဆုံတဲ့အချိန်နှစ်နိုင်ငံအကြားဆက်ဆံရေးခိုင်မာစေဖို့ဒီလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါရယ်။ဒါအပြင်သမိုင်းအရဖြည့်ရှင်းဖို့ကြံနေသေးတဲ့ဘင်္ဂလားဒေ့ရှ်မှာတောင်းတင်ကြံနေခဲ့တဲ့ပါကစ္စတန်နိုင်ငံသားတွေကိုနေရက်ပြန်ပို့ရေးဘင်္ဂလားဒေ့ရှ်နိုင်ငံကရာသစ်နဲ့နိုင်ငံတော်ပိုင်းဥစ္စာဝေစု ခွေးဝေရရှိရေး1980ခုနှစ်ကမုံတိုင်းကြောင့်နိုင်ငံတကာကဒေါ်လာတန်200ထောက်ပံ့ငွေကိုပြန်လည်လွှဲပြောင်းပေးရင်းနဲ့ 1920ခုနှစ်စစ်ပွဲတွေအတွင်းလူမျိုးတုံးတပ်ဖြတ်မှုတွေအတွက်တရားဝင်တောင်းပန်ရေးတို့ကိုတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ရည်ရွယ်ချက်ရှိပြီးအနာဂတ်အစည်းအဝေးတွေမှာဆက်လက်ဆွေးနွေးဖို့ကိုဆန္ဒရှိတဲ့အကြောင်းပါကစ္စတန်နိုင်ငံသားယဝင်ကြီးကလည်းမှတ်ချက်ပြုခဲ့တယ်လို့သိရှိရပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်မတို့နရိဇရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narizia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရိဇရာရုပ်တံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။